ကိုယ့်ထက်သာတဲ့သူနဲ့နှိုင်းရှင်တဲ့အခါမှာတိမ်ငယ်စိတ်နဲ့စိတ်ထက်ကြစီနိုင်ပြီးတော့ကိုယ့်ထက်အားနေတဲ့သူနဲ့နှိုင်းရှင်တဲ့အခါမှာတော့မာမာနနဲ့အတ္တကိုဖြစ်စေနိုင်တယ်။တကယ်တော့လောကမှာရှိကြတဲ့လူသားတယောက်ချင်းစီတိုင်းဟာရှောက်လန်းရတဲ့ဘဝလန်ခီ မတူတလူအခြေအနေတွေလည်းမတူကြပါဘူး။ဒီတော့နှိုင်းရှင်မှုပြုမယ်ဆိုရင်ကိုကိုကိုယ်နဲ့သာနှိုင်းရှင်ပါ။ မနေ့ကကိုနဲ့ဒီနေ့ကို မတူအောင်ကြိုးစားပါဒါသည် အကောင်းဆုံးသောနိုင်ရှင်မှုဖြစ်လိမ့်မယ်ပါရမီဆိုရတဲ့စိတ်ရှိတီးခံမှုနဲ့စင်ဆက်မပြတ်ကြိုးစားခြင်းကအောင်မြင်မှုကိုရဖို့အတွက် အကောင်းဆုံးထောက်ပံ့ပေးတယ်။ပါရမီရှိပြီးစိတ်ရှိတီးခံမှုမရှိဘူးဆိုရင်တော့အောင်မြင်မှုနဲ့စုံနိုင်မှာမဟုတ်ဘူး။ ဘဝဆိုတာမာရသွန်ပြေးပွဲတစ်ခု ဖြစ်ပြီးတော့တာတို့အမြန်ပြေးပွဲတစ်ခုမဟုတ်ပါဘူးဒါကိုသတိထားပါစင်ဆက်မပြတ်ပြောင်းလဲနေတဲ့ယနေ့ခေတ်ကဘာကြီးမှာတင်ယူလိလမှုတွေကသာရက်တန့်ပြစ်လိုက်မယ်ဆိုရင်ဘဝကလည်းရက်တန့်သွားလိမ့်မယ်စင်ဆက်မပြတ်တင်ယူခြင်းကပြောင်းလဲမှုတွေနဲ့ လိုက်လျောညီထွေဖြစ်စေပြီးတော့ဘဝပျော်ရွှင်မှုအတွက်လည်းလိုအပ်ပါတယ်။ဒီတော့နေ့စဉ်တည်ယူနိုင်တဲ့အရာတစ်ခုကိုရှာဖွေနေဖို့လိုတယ်။တိပိတမင်ရဲ့တိရွယ်၆တွေကို လေကတဲဆောင်သွားနိုင်ပေမဲ့အဲ့ဒီတိပိရဲ့အမြစ်ကိုတော့တဲဆောင်သွားလို့ရမှာမဟုတ်ဘူးအဲ့လိုပဲအပြောင်းလဲတွေများလို့နဲ့လောကမှာ ဘာရီဘလူပဲပြောင်းလဲနေပါစေကိုရဲ့တန်ဖိုးရှိလာတဲ့အခြေခံစိတ်ကောင်းလေးတွေကိုတော့မပြောင်းလဲဖြစ်ပါနဲ့တစ်ပင်ရဲ့အမြင့်လိုပဲ မြင်းမြင်းမြန်မြန်ခုတ်ထွေထားပါအရေးကောင်းတဲ့တစ်ပိတပင်ကိုရဖို့တစ်စိလေးတစ်စိကစတင်ရတယ်လို့ကြီးမားတဲ့အောင်မြင်မှုတိုင်းကိုလည်းတင်းငယ်တဲ့လှုပ်ဆောင်ချက်ကလေးတွေနဲ့စတင်ကြရတယ် ဒီတော့ဘလူအချီနေမျိုးပါပဲဖြစ်ဖြစ်စတင်ဖို့မကြောက်ပါနဲ့မသိငယ်ပါနဲ့ပြည့်စုံမှုကိုစောင့်မနေပါနဲ့ပြောရမယ်ဆိုရင်ပြည့်စုံမှုဆိုတာကလှည့်စားမှုတမျိုးပါကျွန်တော်တို့ရဲ့အိမ်မက်တွေနဲ့ရီမက်ချက်ပန်းတဲ့တွေကအောင်မြင်မှုရှိရကိုညွန်ပြပေးမယ်လမ်းပြမြေပုံတွေဖြစ်ပြီး လက်တွေ့လုံဆောင်မှုကတော့အရောက်ပို့ပေးနိုင်တဲ့ခြေလမ်းနေဖြစ်တယ်။ဒီတော့အောင်မြင်မှုတွေရဖို့အတွက်ဆိုရင်လမ်းပြမြေပုံရှိဖို့လိုသလို အရောက်သွားနိုင်မှုအတွက်လည်းခြေလမ်းတွေလှမ်းနေဖို့လိုတယ်။ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများတာဖြစ်ပါတယ်ကျွန်တော်ရင်ငယ်တွေနဲ့မိတ်ဆွေတွေဟာလေနေ့တစ်နေ့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တို့ကိုညံလေးအောင်ပါခင်ဗျာ